ညကျွန်တော်တို့ရဲ့နောက်ဆုံးတင်းကတော့နေရာတိုင်းမှာနာမည်ကြီးတဲ့အချွေတမျိုးအကြောင်းဖြစ်ပါတယ်။ဒါဟာရောင်စုံချိုပြီးတော့လွယ်လွယ်ကူကူနဲ့မမိနိုင်ပါတယ်။ဘာပတိဘိုဘာလို့လည်းခေါ်ပါတယ်။ဒီအချိုကြီးဟာထိုင်ဝမ်မှာစတင်ခဲ့ပေမဲ့အခုကမ္ဘာတဝက်မှာနာမည်ကြီးလာပါပြီ။အခုမြို့ကြီးမြောက်စွာမှာ coffee lock အတောင့်ပြန်လာပါပြီ။လူများစွာက social media ကြောင့်ဒါကိုကြိုက်ကြပါတယ်။အဲဒီမှာဒါ fashion kit ရစီကြောင့်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ပုံမနာမည်ကြီးလာတာနဲ့အမြဒီအချိုရည်ထဲမှာတကယ်ပါပါလဲဆိုတာကိုလူများစွာမေးခွန်းထုတ်လာကြပါတယ်။မကြသေးမီစံတော်မှုတွေမှာကျမရေးပြဿနာချို့တွေ့ရှိခဲ့ပါတယ်။သူတို့ကတပုကပလဲတွေထဲမှာဒီအနှဲငယ်တရားပမာဏမြင့်မားမှုနဲ့အချို့ဆိုးဝါးတဲ့ကိစ္စတွေမှာကြောက်ကကြောက်တယ်မှုနဲ့ဆက်ဆက်မှုဖြစ်နိုင်ခြင်းတွေ့ရှိခဲ့ပါတယ်။ဒါကြောင့် ဒီချုံမိန်တဲ့အချူကြီးနဲ့နောက်ခွဲကဇက်လန်းဟာအပြင်ကမြင်ရသလောက်မချုံမိန်ပါဘူးဒီညကျွန်တော်ဘလောက်ဘက်တီကိုပုံမအနိကကြီးစုပါမယ်အင်တာနက်ခေတ်ရစီကြောင်းဖြစ်လာခဲ့တဲ့အချူကြီးနဲ့ပတ်သက်ပြီးတော့မင်းကိုထုတ်ပါမယ်ဒါကတကယ်လုံချုံရက်လားဘဘတီကချုံမိန်ခစ်ဆန်ပြီးတော့နေရာတိုင်းမှာရှိနေပါတယ်1989မှာထိုင်ဝမ်မှာစတင်ခဲ့ပါတယ်ဒါကလက်ဖက်ရည်နှုတ်တကြားနဲ့ တပီယိုကာပလဲတို့ခေါ်တဲ့ကိုက်ရည်ကြီးအတုံးလေးတွေကိုရောစပ်ပြီးတော့ပြုတ်ထားတာပါအခုဒါဟာအချိုးကြီးတစ်မျိုးထက်ပိုလာပါပြီဒါဟာခီယီစီခီယီစီဂျောင်းနဲ့ဆိုရှယ်မီဒီယာမှာနာမည်ကြီးတဲ့ပြည်စစ်တစ်ခုဖြစ်လာပါပြီလူများစွာကဒါလှပတယ်ဆိုပြီးတပ်ပေါ်တွေရိုက်ကြတယ်လန်ဒန်စင်ကာပူနဲ့နယူးယောက်လိုမြို့ကြီးတွေမှာကဖေးတွေကအကောင်းဆုံး version ပြုလုပ်ဖို့ရှင်းပြန်ကြပါတယ်သူရဲ့နောက်တောက်ပတဲ့အကြောင်းစင်းတွေမတူညီတဲ့အရာတွေနဲ့အထူး အမျိုးတွေကအင်တာနက်ပေါ်မှာ virus ဖြစ်အောင် viral ဖြစ်အောင်လှုပ်စေခဲ့ပါတယ်။သူနဲ့နာမည်ကြီးမှုကတော့ဆက်လက်တိုးဝနေပါတယ်။ကျွမ်းကျင်သူတွေက Babet Zeguet ဟာ2032မှာအမေရိကန်ဒေါ်လာ4.88ဘီလီယံရောက်ရှိနိုင်တယ်လို့ပြောကြပါတယ်။ထိုင်ဝမ်မှာလမ်းဘေးအချို့ကြီးလေးတစ်ခုကနေဘီလီယံချင်းတန်ဖိုးရှိတဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကခင်မီ ပေါ့ရင်ချင်းမှုရဲ့တစိတပိုင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လပါရထုတ်ပုံမှုနဲ့နောက်ကွယ်မှာစိုးရိမ်စရာတခုရှိနေပါတယ်။အမေရိကန်မှာပြုလုပ်ခဲ့တဲ့စံတမ်းမှုတွေမှာတပ်ပြုတ်ကပလဲတွေထဲမှာ ခဲအနေငယ်တွေ့ရှိခဲ့ပါတယ်။ပလဲတွေဟာကက်ဆာဗာအမြင့်ကနေပြုလုပ်ထားတာဖြစ်ပြီးဒီအပင်အမြင့်ဟာမြေစီလွာကနေခဲလိုလေးလံတဲ့တတ်တူတွေကိုဆုပ်ယူနိုင်ပါတယ်။စံတမ်းခဲတဲ့နမူနာတိုင်းမှာခဲအနေငယ်ပါဝင်ခဲ့ပါတယ်။ မာဏကချက်ချင်းအနည်းမရှိပေမဲ့စိုးရင်စရာဖြစ်စေခဲ့ပါတယ်။ကြွချင်းသူတွေကခဲအနေငယ်တော့မကြခဏစားသုံးရင်အချိန်ကြာတာနဲ့အမျှခန္ဓာကိုယ်ထဲမှာစုပ်ပွန်လာနိုင်တယ်လို့တတိပေးပါတယ်။အချို့ကုမ္ပဏီတွေကအချို့ဘောပါထုတ်ကုန်တွေရောင်းချတာရဆိုင်ခဲ့ပြီးဒါမှမဟုတ်သူတို့ရဲ့ဘေးကင်းမှုကိုပုံမကျူတဲ့ site စစ်စစ်နေကြပါတယ်။ပါပတိအလွန်ကျွန်းတောက်တုံးတာကြောင့်ကျမကြီးအန်ရီတွေလည်းရှိပါတယ်။တပ်ပြိုကပလဲတွေဟာအများအပြား ကစီတာကနေပြုလုပ်ထားတာဖြစ်ပြီးအစာချေဖြတ်မှုကိုနေကွေးစေနိုင်ပါတယ်။ရှားပါတဲ့ကိစ္စတွေမှာပလဲအလွန်အကျွံစားသုံးရင်ဗိုက်တယ်ဒါမှမဟုတ်ဥရက်မှာပိတ်မှုတွေလည်းဖြစ်နိုင်ပါတယ်။ထားဝမှာအသက်20အရွယ်မျိုးသမီးတဦးဟာရေအစာဘာဘတိကိုအချိန်ကြာရှိတောက်သုံးပြီးတဲ့နောက်ကြောက်ကကြောက်တယ်မှုအချိန်မှ300ကျော် ဖြစ်ခဲ့ပါတယ်။ဆရာဝန်တွေကအချွေတွေကတကြားနဲ့ ဟောက်စလိတ်လွန်ကျွန်ပါဝင်တာကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ကျမရေပြဿနာအလုံးထဲမှာတကြားဟာအကြီးမားဆုံးဆွေးနွေးစရာဖြစ်ပါတယ်။ဘာပတိတစ်ခွက်မှာတကြား20ကနေ50ဂရမ်ပါဝင်နိုင်ပါတယ်။ကိုလာတပူတဲ့ပိုပါတယ်။ဒီလောက်တကြားဟာအဝလွန်မှုစီချိုယောဂနဲ့တော်ပုံမှုအနေကိုတုံးမြင့်တွားနေစေနိုင်ပါတယ်။အထူးသဖြင့်လူငယ်တွေမှာဖြစ်တဲ့ကျမကြီးကျွမ်းကျင်သူတွေကနေ့စဉ်တကြားစားသုံးမှုဆွတ်ချဖို့အကြံပြုထားပါတယ်။ တကြားနီးဗာရှင်းတွေတော့တိတ်မကောင်းနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့တပြုတ်ကပရဲတွေကစီယာကိုစိန်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ခရီးတွေအတွက်ဘေကင်းရေးအန္တရာယ်လည်းရှိပါတယ်။ဆယ်ဝန်တွေကပလဲတွေဟာလေကြောင်းပိတ်ဆို့မှုအန္တရာယ်ဖြစ်စေနိုင်တယ်လို့တိပေးထားပါတယ်။လူကြီးတွေတောင်မတော်တဆဖြစ်ခဲ့ကြပါတယ်။တိုမှာကိစ္စတစ်ခုကအသက်၁၉နှစ်အရွယ်မျိုးသမီးဦးဟာပိတ်ဆို့နေတဲ့ကောက်ရွံ့တဲ့ တောင်းရင်ပလဲ၃လုံးမတော်ဆဆူဆိုင်းမိပြီးတင်ဆုံးခဲ့ရပါတယ်။ဒါဆိုဘာပဲတိလုံချုံရဲ့လားတခါတလေတောင်းရင်ဟုတ်ပါတယ်လုံချုံပါတယ်ဒါပေမဲ့နေ့တိုင်းတောင်းရင်တော့မဟုတ်လုံချုံပါဘူး။ကျမကြီးကျွမ်းကျင်သူတွေကခွက်သေးသေးတွေရွေးချယ်ဖို့သတ်ဆောင်ပစ္စည်းတွေနည်းနည်းထည့်ဖို့နဲ့တကြားနည်းနည်းထည့်ဖို့အကြံပြုထားပါတယ်။ရင်ကနေတဲ့အခါရိုးရိုးရေတောက်တာပိုကောင်းပါလေ။ဘာပဲတိကရောင်စုံနဲ့ရတာရှိပြီးအင်တာနက်မှာအကြိုက်ဆုံးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ချုံမင်းတဲ့အစာတောက်အားလုံးကိုတခါတလေခန်းစားသင့်ပါတယ်နေတိုင်းတော့မဟုတ်ပါဘူး